ရုရှားနဲ့အပြစ်ခတ်ရန်စဲရေးသဘောတူညီမှုရရှိစေဖို့ယူကရိန်းနဲ့ဆွေးနွေးမှုတွေပြန်လည်လှုံ့ဆော်နေတယ်လို့အမေရိကန်ကပြောကြားလိုက်စဉ်အမေရိကန်ခွဲခွာမဲ့အလားအလာကိုတုံ့လုံနေတဲ့ EU ခေါင်းဆောင်တွေကမလ6ရက်မှာကျင်းပခဲ့တဲ့အရေးပေါ်အစည်းအဝေးမှာ EU ရဲ့ကာကွယ်ရေးကိုမြှင့်တင်ဖို့သဘောတူခဲ့ပါတယ်။ ိမ်ပြေတော်မှာရှိတဲ့အမေရိကန်သမ္မတရုံးခန်းမှာသမ္မတဒေါ်နယ်ထရမ့်နဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လင်စကီတို့စကားချေတင်ဖြစ်ခဲ့ပြီးတဲ့နောက်ယူကရိန်းကိုထောက်ခံတဲ့ဥရောပနိုင်ငံတွေကရုရှားထံကနေလာမယ်လို့ယူဆရတဲ့ချင်းချောက်မှုကိုကောက်ွယ်ဖို့ဥရောပကိုလက်နက်ပြန်လည်တပ်ဆင်ရေးအစီအမံတရက်ကိုသဘောတူညီခဲ့ကြပါတယ်။ ျွန်တော်တို့ကတောင်းတင်းပြီးအချုပ်ချာအာဏာပိုးရှိတဲ့ဥရောပကာကွယ်ရေးစီကိုပြပြတ်သားသားသွားနေတာဖြစ်ပါတယ်လို့ EU အဖွဲ့ဝင်28နိုင်ငံရဲ့ကောင်စီကိုဦးဆောင်နေတဲ့အန်တိုနီယိုကော့စတာကဆွေးနွေးပွဲပြီးမှသတင်းတောက်တွေကိုပြောပါရစေ။ ကျွန်တော်တို့ပံ့ပိုးရမယ့်နေရာကိုပဲကျွန်တော်တို့ပံ့ပိုးသွားမှာဖြစ်ပါတယ်လို့၎င်းကပြောပါတယ်။ခေါင်းဆောင်တွေကကာကွယ်ရေးအသုံးစရိတ်အတွက်ယူရိုဘီလီယံ800ခန့်အမေရိကန်ဒေါ်လာဘီလီယံ860ရရှိဖို့ဥရောပကော်မရှင်ရဲ့ရည်ရွယ်ချက်ကိုထောက်ခံခဲ့ပြီးအဖွဲ့ဝင်နိုင်ငံတွေကို EU ကြောထောက်နောက်ခံပြုချင်းငွေယူရိုဘီလီယံ150အထိထုတ်ပေးဖို့ဥရောပကော်မရှင်ရဲ့အဆိုပြုချက်ကိုအရေးပေါ်အခြေအနေတရက်အဖြစ်စီစစ်သွားဖို့လဲဥရောပခေါင်းဆောင်တွေကသဘောတူခဲ့ပါတယ်။အကြမီတက်လာတော့မဲ့ဂျာမနီဝန်ကြီးချုပ် Friedrich Merz က နိုင်ငံရဲ့လက်နက်ပြန်လည်တပ်ဆင်မှုကိုပံ့ပိုးပေးရတဲ့အတွက်အခြေခံကြတဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုလှုံ့ဆော်မှုရှိနေချိန်မှာကာကွယ်ရေးစီမံချက်ကနိုင်ငံတွေအနေနဲ့များများသုံးစွဲနိုင်စေဖို့ဖန်တားရေးဆိုင်ရာစီမင်းစည်းကမ်းတွေကိုဖြည့်ဆော့ပေးမယ်လို့သိရပါဗျာ။